ဒီနေ့မိုးရွာနေတဲ့အတွက်ကြောင့်မို့လို့အပြင်မထွက်ချင်လို့အိမ်မှာပဲမုတ်တမျိုးလှုပ်ဆောင်ခဲ့ပါတယ်။အညာမုတ်ပေစုံလေးပါ။ပေလုံးဖြူကိုတုံထားပါတယ်ရှင်။ပေတစ်ခွက်ကိုညရေရရေစိန်ထားလိုက်ပါတယ်။မနေ့ကျတော့ပေနဲ့ရေစားလို့ရောပြီးပြုတ်ထားပါနော်။ဆန်မုတ်၅ခွက်နဲ့ကောင်းကြီးမုတ်တစ်ခွက်ကိုတုံထားပါတယ်ရှင်။စားနေငယ်ထဲပါ။ လို့ရှင့်တမောင်ဝေပေးလိုက်ပါနော်ရေကိုနည်းနည်းချင်းစီထည့်ပြီးတော့မှွေပါဒီကရေထည့်ရေလွတ်လွတ်သွားမှကြောက်လို့ပါနော်ပြီးတော့ဒီလိုမျိုးလေးနေထားပေးလိုက်ပါမုတ်လုံးလေးနေပြီးတဲ့အချိန်မှာပဲပြုတ်ထားတဲ့အိုးကလည်းရနေပါပြီပဲကိုလူမနူးဆိုပြီးတော့လက်လေးနဲ့နည်းနည်းဖြစ်ကြည့်မယ်နော်ကဲယူသွားပါပြီ ပြီးလို့ရှိရင်နေထားတဲ့မုတ်တယ်မှာရောပြီးတော့မှုပြီးလိုက်ပါနော်စီထဲခဲ့ဖို့ကြံသွားလို့စီလေးနှစ်စွန်းလောက်ထည့်ပါမယ်နော်ပြီးတော့နေပြီးလိုက်ပါအဲ့ချိန်မှာရင်သွေးအိုးလေးတည်လာလိုက်ပါနော် ရင်နှွေးမစုသေးဘူးဆိုတော့မုတ်လေးလေးကိုဒီလိုမျိုးဆုပ်ဆုပ်ဆုပ်ပြီးတော့ထားထားပါမယ်ရင်နှွေးစုပြီလားလို့ခဏတည်းကြည့်လိုက်ဦးမယ်ရင်နှွေးစုနေပါပြီရင်နှွေးပပစုရတဲ့ဟိုမုတ်လုံးလေးတွေကိုထည့်လိုက်ပါမယ်ရှင်ခဏပြုတ်ထားပြီးလိုက်ပါနော် ီလိုမျိုးလေးမုတ်လုံလေးတွေအပေါ်တက်လာပြီဆိုလို့ရှိရင်တော့ချက်ပါပြီ။ဆဲပြီးတော့စကားလေးနဲ့ရေစစ်ထားပြီးလိုက်ပါမယ်။ဒါကတော့နှမ်းလော်နဲ့စားနဲ့ထောင်းထားတာလေးပါ။အခုဆိုရင်မုတ်လေးလေးချက်ပြီးဆိုတော့စားဖို့ပြင်တော့မယ်နော်။ဒီလိုမျိုးကက်ကြီးလေးနဲ့ညက်ပြီးလိုက်ပါ။ မြေပဲစီမူမှွေလေးကိုစမ်းပေးလိုက်ပါကျမကတော့မြေပဲစီမရှိတဲ့အတွက်ပဲပီဆက်စီပဲစမ်းခဲ့ပါတယ်နန်းလော်တောင်လေးဖြူပေးလိုက်ပါမယ်ရှင်အခုဆိုရင်တော့အစားဖို့အသင့်ဖြစ်နေတဲ့အညာမုတ်ပေစုပ်လေးရပါပြီကျမရဲ့ဗီဒီယိုလေးကို like and share လေးလုပ်သွားပေးပါဦးနော်